ိုင်းမြန်မာနယ်စပ်မြောက်ရီမြို့အနီးနားမှာရှိတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာတွေတရှိရာ KK Park နေရာကိုမြန်မာစစ်တပ်က KK Park စီမံကိန်းဟာ KNU ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီးတော့အဲ့ဒီစီမံကိန်းအတွက်မြေနေရာငှားရမ်းခြင်းနဲ့လုံခြုံရေးစောင့်ရှောက်ခရယူပြီးတော့အကျိုးအမြတ်ရရှိနေရဆိုတဲ့ပြောဆိုချက်တွေကို KNU ဘက်ကညှင်းဆိုထားပါတယ်။ အာနာသိစစ်တပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားတဲ့ဧကတရာမြေကွက် Trans Asia International Holding Group Thailand Company Limited နဲ့ပူးပေါင်းဆောင်ရွက်ခြင်းကိုမူလအီအလင်းကုမ္ပဏီက2022ခုနှစ်ဒီဇင်ဘာကတည်းကရက်ဆိုင်နှုတ်ထွက်ခဲ့လို့ပြောဆိုပါရယ်။ဒါအပြင် KK Park Cement Game မှာ online ငွေလိမ်စင်တာတွေလုပ်ကင်နေတဲ့ဧက900ရှိတဲ့မြေကွက်ဟာတိကျစီဖြစ်ပြီးတော့မြေကွက်တစ်ခုနဲ့တစ်ခု3ကီလိုမီတာအကွာမှာတည်ရှိရယ်လို့ KNU ဘက်ကထုတ်ပြန်ထားပါရယ်။ ဒါကြောင့် KK Park စီမံကိန်းက KNU နဲ့လုံးဝမသက်ဆိုင်ပဲစေအုပ်စုရဲ့ဆွဆွဲချက်တွေကမမှန်ကန်ကြောင်းကို KNU ဘက်ကညှင်းဆိုထားပါတယ်။အာနာသိန်းစစ်တပ်အနေနဲ့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကရွှေကုတ်ကိုအပါအဝင်ကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာတွေကိုအော်တိုဘာလအတွင်းမှာဝင်ရောက်စီးနှင်းနှိမ်နှင်းခဲ့ပြီးတော့ဒါကနိုင်ငံတကာဖိအားကြောင့်တဲ့အာဆီယံမှာမျက်နှာသာရအောင်ဟန်ပြနှိမ်နှင်းတာဖြစ်တယ်လို့လေးလာသူတွေကသုံးသပ်ထားပါတယ်ရှင်။